င်္ဂလာပါရှင်။တရင်းလိုက်တဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကိုဒိုဝဲဝက်ရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တရင်တွေကတော့ထိုင်းမြန်မာနယ်စပ်မြို့မော်တောင်ကိုဆရာနာရှင် တက်ကလင်းရင်နဲ့ဘုံကျဲလို့နိုင်ရင်စင်နဲ့ဇီမီလောင်တဲ့အခြေအနေ။ဒိုဝဲမှာအမျိုးသား30လောက်ကိုဆရာနာရှင်တက်ကဖမ်းဆီးပြီးလူငယ်တွေကိုစစ်မှုထမ်းဆုဆောင်တဲ့တရင်။စောဒီကရတနာပိုက်လိုင်းစီမံကိန်းပတ်ဝန်းကျင်ကိုဆရာနာရှင်တက်ဘုံကျဲလို့အမျိုးသမီးတအုပ်သိမ်းဆုံးတဲ့အကြောင်း လောင်းလုံးမြို့နယ်ညင်းမော်ရွာအနီးတိုက်ပွဲပြင်းထန်ပြီးလက်နက်ကြီးကြီးစားထိမှန်လို့အမျိုးသမီးနှစ်ဦးထဏ်ရာရတဲ့အခြေအနေမော်မှာ73စီတလီတာ ကျပ်9000ကျော်အထိဝင်နေရတဲ့အကြောင်းစားတဲ့တင်တွေကိုနားဆင်ရမှာပါရှင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မျိုးမှာဆေးရနာရှင်တပ်နဲ့တော်လိုင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးဆေးရနာရှင်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက်နိုင်ရီစင်နဲ့ဇီမီလောင်နေတယ်လို့ဒေသခံတွေနဲ့ဆေးရှောင်တွေစီကသိရပါဗျ ဒီသတင်းကို Dwell Wash အဖွဲ့သားတအူးကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနေဆန်မော်ရမျိုးမှာဆန္နာရှင်တန်နေဒေါ်လာရီတက်တို့တိုက်ပွဲဖြစ်ပွားနေပြီးဆန္နာရှင်တက်ကဂလင်းနဲ့ပူကျဲတက်ခိုက်တဲ့အတွဲနိုင်စင်နဲ့စီမီလောင်နေတယ်လို့ဒေတာခန်နဲ့စစ်ဆောင်တွေစီကတီးရပါတယ်။နိုဝင်ဘာလစနေရဒီကနေ့မနေ့ကိုနိုင်ခွဲလောက်မှာဆန္နာရှင်တက်ကဂျက်တိုက်လေရင်နဲ့မော်ရမျိုးကိုပူကျဲတက်ခိုက်ခဲ့တာပါ။ ဘိုးလာကျဲတာကိုထန်နေကန်ဖက်ကမြင်နေရပြီးလက်နေချီတန်တွေလည်းအဆက်မပြတ်ကြာနေရတယ်လို့ထိုင်းမြန်မာနေဆမရှိတဲ့မြန်မာအမျိုးသမီးတို့ကပြောပါတယ်။မောရောင်မျိုးမှာဒေါ်လာကြီးတက်တဲ့ဆန္ဒရှင်တက်တို့တိုက်ပွဲပြင်တန်းလေးရှိပြီးဆန္ဒရှင်တက်ကတိုက်ပွဲဒုတိယနေ့မှာလေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံတထောင်ကျော်ဟာထိုင်းမြန်မာနေဆမဆိတ်ဆောင်နေရပြီး အမောက်ကနဲ့ဆန္ဒရခါတွေရေးပေါ်လိုအပ်နေတယ်လို့စစ်ဆောင်ကွန်ကြီးနေသူတွေစီကသိရပါတယ်။ထိုင်းအာဏာပိုင်တွေကလည်းနိုင်မလာစနေရနေ့မှာနေဆက်မှာတေဆောင်နေရတဲ့မြန်မာစစ်ဆောင်တွေကိုလာရောက်ကြည့်ရှုသွားတယ်လို့စစ်ဆောင်တွေစီကသိရပါတယ်။တဝယ်မြို့နယ်တလိုင်းတောင်ရုံနဲ့ဇလုံးရွာမှာဘီလီယက်ခုံဖွင့်ထားတဲ့ဆိုင်နဲ့စားတောက်ဆိုင်၃ဆိုင်ထက်မင်းကိုဆီယနာရှင်တပ်သားတွေဝင်ရောက်ပြီးအမျိုးသား၃၀လောက်ကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ နိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းမှာဆီယန္နာရှင်တပ်သားတွေစစ်ကား6စီးနဲ့ရောက်လာပြီးအဲ့ဒီဆိုင်တွေမှာအာဆီယံလို့ခေါ်တဲ့ဗိမ်းစာပြောရုပ်ရေးရောင်းနေတယ်လို့ဆိုပြီးဝင်ရောက်ဖမ်းဆီးတာလို့ရွာသားတွေကဆိုပါတယ်။ဒီလိုဝင်ဖမ်းတာကြောင့်တလိုင်းတောင်ရွာကတန်းရွာနဲ့ဇလွန်းရွာကအသက်16နှစ်ကနေအသက်40ဝန်းကျင်ကြားအမျိုးသား28ဦးဖမ်းခံရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပြီးအများစုဟာဇလွန်းရွာဒေသခံတွေဖြစ်ကြပါဗျ။ ဖန်စီပြီးနောက်ဒဝယ်မြို့ပေါ်မှာရှိတဲ့စူပါယုံစီခေါ်ဆောင်သွားပြီးအသက်20ဝန်းကျင်အမျိုးသား12ဦးကိုရွေးချယ်ပြီးစည်ရင်းဖြစ်သွင်းတာဆေးစစ်တာတွေလုပ်ပြီးဒဝယ်အခြေစိုက်ခမရ401ဆင်အနာရှင်တပ်ရင်းကိုခေါ်ဆောင်သွားတယ်လို့ခေါ်ဆောင်ခံရသူတချို့ရဲ့မိသားစုတွေနဲ့နှိဆက်သူတွေစီကသိရပါဗျ။တလိုင်းတောင်ရွာကအသက်မပြည့်သေးတဲ့သူတို့ဘီလီယက်ဆိုင်ပိုင်ရှင်အမျိုးသားတအူးနဲ့အသက်30ကျော်အမျိုးသား3ဦးကတော့နိုဝင်ဘာလ17ရက်နေ့မှာပြန်လည်လာတယ်လို့ဆိုပါရယ် ကျန်တဲ့သူတို့ချို့ရဲ့အခြေအနေကိုသိနိုင်ဖို့ဒွေဝက်ရှ်ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်ဒါအပြင်တစောင်းတိုင်းဖျားလှက်လှယ်ပွဲကျင်းပတဲ့ညကလည်းတဝက်ဖျားကြီးနားမှာလူငယ်၃ဦးထက်မနည်းကိုဆဲနာရှင်တပ်သားတွေကကားပေါ်ခေါ်တင်သွားတာကို တွေ့ရတယ်လို့မြင့်မြင့်တွေ့ရသူတွေကပြောပါဗျ။အဲဒီလူငယ်၃ဦးရဲ့နောက်ဆက်တဲ့အခြေအနေကိုတော့မသိရသေးပါဘူး။ ဆီယနာရှင်တက်ဟာစစ်မှုထမ်းဆူဆောင်းဖို့အတွက်ဒိုဝဲမျိုးပေါ်ရက်ွက်တွေကနေရင်တွေမှာညဖက်အစင်းရင်အကြောင်းပြဝင်ဆွဲတာမြို့အဝင်ထက်ဂိတ်တွေမှာဖမ်းဆီးဆူဆောင်းတာတွေအပြင်လက်ရှိမှာတော့ကြေးရွာတွေထဲအင်အားအလုံးအရင်းနဲ့ဝင်ရောက်ဖမ်းဆီးတာတွေလုပ်လာတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ထိုင်းမြန်မာနယ်စပ်နိုင်တောင်ဒေသကိုတနင်္လာရီကမ်းလွန်ကနေတဘာဝတငွေတွေတက်ပို့နေတဲ့တငွေပိုက်လိုင်းတွေတည်တန်းထားတဲ့ area အနီးနွေဗလာ17ရက်နေ့နေ့လယ်ပိုင်းကဆီယနာရှင်တက်ကပုံကျခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ဒီလိုဘုံကျဲခံရတာကြောင့်အမျိုးသမီးတအူးလည်းတိတ်ဆုံသွားပါဗျ။တည်င်းအပြည့်အစုံကိုဒွေဝက်ရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်စပ်နဲ့အိတ်တောင်ဒေသကိုတနေ့တိုင်ကန်လွန်ကနေတဘာဝဓာတ်ငွေတွေတက်ပို့နေတဲ့ဓာတ်ငွေပိုက်လိုင်းတွေတည်တန်းထားတဲ့ဧရိယာနီကိုနိုဝင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းကဆက်နာရှင်တပ်ကဘုံကျဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရေဖြူမြို့နယ်ကလိန်အောင်မြို့အနီးပိုက်လိုင်းစီမံကိန်းတွေရဲ့တပ်မတ်နယ်မြေကနေပေ300လောက်အကွာကိုဝိုင်းထွဲလျင်နဲ့ကျဲချခဲ့တာလို့ဆိုပါဗျ။ ဘုံကျဲခန့်ရတာကြောင့်ကြောက်လုံကြီးရွာကအသက်16နှစ်အရွယ်မချစ်စနိုးဘုံစားထိမှန်ပြီးဥခေါင်းကျိမွတ်တိတ်ဆုံးခဲ့ပါတယ်။တိုက်ပွဲဖြစ်တာမရှိပဲဘုံလာကျဲချသွားတာလို့ကင်မျိုးသားစီယုံမြိတ်တဝဲခရိုင်အတွင်မူဘုဒ္ဓဆောအနာကပြောပါတယ်။နောက်အိုက်တောင်တက်တဲ့ကြောက်ပုံနယ်ဆက်လမ်းနဲ့ရေးတဝဲကားလန်တို့မှာစင်တဘာလအလဲကလေးကဆင်းရဲလို့ရှာမှုတွေညင်နေတယ်လို့တွန်လိုင်းအင်အားစုတွေစီကသိရပါဗျ။ 2024ခုနှစ်မတ်လကလည်းဆင်နာရှိတက်ဟာကလိန်အောင်မြို့အနီးရာဖူးရောင်ဝန်ကျင်းအနီးနာကကြေးရီတွေကိုလေရင်နဲ့ဘုံကျဲတက်ခိုင်းမှုပြုလုပ်ခဲ့ဖူးပါတယ်။လောင်လုံးမြို့နယ်ညင်မော့ရွာနာမှာဆင်နာရှင်တက်နဲ့တော်လန်ရေးတက်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်နေပြီးဆင်နာရှင်တက်ကပြစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတဲ့အတွက်ဒေသခံအမျိုးသမီးနှစ်ဦးထပ်မင်းနဲ့ဒဏ်ရာရသွားတယ်လို့သိရပါတယ်။တည်င်းပြေဆောင်ကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ လောင်လုံးမျိုးနေငင်းမော်ချောင်းနာမဆက်နာရှင်တန်နေတော်လိုင်းရတပ်ပြီချာတိုက်ပွဲအပြင်ထန်ဖြစ်နေပါလေဂျင်းမွေဝါကိုရှောင်းနေတဲ့ဆန္နာရှင်တပ်စစ်ကြောင်းက80စစ်ကြောင်းထူလာတဲ့တွေ့ဒင်းနွေမလာဆန်ရင်နေမနက်ရှင်တိုင်းလောက်ကစပြီးတော်လိုင်းတပ်တွေနဲ့ထိတွေ့မှုဖြစ်ပြီးအပြန်လန်ပိတ်ခတ်ချလာကနေတိုက်ပွဲအပြင်ထန်ဖြစ်ခဲ့တယ်လို့စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတို့ကပြောပါတယ်တိုက်ပွဲတွင်ဒွေမြူတစားပြေရက်ွယ် ကနလမှာရှိတဲ့ဆန္ဒရှင်တန်နေနောက်ဘက်ပင်လယ်ပြင်မှာရှိတဲ့ဂျီရတ်စစ်တင်ဘောဒုကာလေးတိုက်ပွဲဖြစ်တဲ့ဒီနေ့မနေ့ရှင်းနိုင်ကျော်ကစပြီးလက်နက်ကြီးအမြောက်တွေနဲ့ပြစ်ခတ်နေတယ်လို့ဒေတာခံတွေကပြောပါတယ်။ဆန္ဒရှင်တက္ကပစ်တဲ့လက်နက်ကြီးကြီးတော်လို့ထဲမနေစစ်ပြေးကြီးဝါမှာကြောက်ပောက်ခွေပြီးဒေတာခံမျိုးသမီးနှုတ်ထဲမနေတန်ရာရတယ်လို့ဆိုပါတယ်။ဒါပြင်ဒီနေ့မနေ့7နှစ်နာရီလောက်ထိ ဒဝေမျိုးကနေလက်နဲ့ကြည်တွေနဲ့တိခါနေစေဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေပိုင်းမှာလေညင်းမွန်ရွာကိုရောက်လာတဲ့ဆန္ဒရှင်တန်နေတော်လိုင်းတပ်တွေကြားတိုက်ပွဲတစ်ချိန်ဖြစ်ခဲ့ပါသေးတယ်။တိုက်ပွဲဖြစ်ပြီးဆန္ဒရှင်တပ်စေချောင်းဟာညင်းမွန်ရွာဖူကြီးကျောင်းနဲ့လူမရှိတဲ့နေတွေမှာတက်ဆွဲနေထိုင်ခဲ့ပြီးဒီနေ့ဆက်လက်စစ်ကြောင်းထိုးလာတာကနေတော်လိုင်းတက်တွေနဲ့ထပ်ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ိုဝင်ဘာလရှင်းနေကရောင်းမြို့မှာရှိတဲ့ကြခရေးပါတီရှိုးဖောက်ခွဲမိရှုခံရပြီးတဲ့နောက်ဆန္ဒရှင်တာရိုဝင်ဘာလစတေးနေကစပြီးရောင်းမြို့အောက်ဖက်မှာရှိတဲ့ရွာရီစီအင်အားအများပြားနဲ့စစ်ကြောင်းထုံနေတာလည်းဖြစ်ပါတယ်မွန်ပြည်နယ်အတွင်း73စီပြက်လက်နေပြီး73စီတလီတာကိုချက်9000ကျော်အထိပေးဝယ်နေရတယ်လို့ဒေသခံတွေကပြောပါရယ် လက်ရှိမှာတော့ပြည်နယ်ထဲက73စီအယောင်ဆိုင်တချို့မှာစီဝဲလို့ရနေပေမဲ့နိုင်ရင်နဲ့ချီတန်းစီစောက်ဆိုင်နေရတယ်လို့ဆိုပါရယ်။ဆိုင်တချို့ကအကန့်အသတ်နဲ့ရောင်းပေးတယ်လို့လုံးဝပိတ်ထားတဲ့ဆိုင်တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါရယ်။73စီမပြက်လက်ခင်က73စီအယောင်ဆိုင်တွေမှာ9295တလီတာကို7000နဲ့3000ကျရှိနေပြီးစီပြက်လက်ပြီးနောက်ပြပဆိုင်တွေမှာတလီတာကို7500ကျော်နဲ့ဝယ်ယူနေရတယ်လို့သိရပါဗျ။ ြည်내တွင်ကြုံတွေ့နေရတဲ့ဆက်သုံးစီပြက်လက်မှုနဲ့ပတ်သက်ပြီးစစ်ကွန်မရှင်ပြည်내ဝန်ကြီးချုပ်ဦးဟောင်ကြည်သိန်းကနွေဖာလ9ရက်နေ့မှာမုဒုံမျိုးနယ်ကဒုံးပေါ်ရွာမှာရှိတဲ့ Puma International Port Terminal စေကန်းကိုတွားရောက်စစ်ဆေးပြီးဆက်သုံးစီပြက်လက်မှုပြဿနာကိုအမြန်ဆုံးဖြေရှင်းဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ဒါအပြင်ဆက်သုံးစီကိုတမတ်စင်းလုံးနဲ့အတိုင်အောင်ချဖို့နဲ့မရောရင်ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့ဦးအောင်ကြည်သိန်းကပြောဆိုထားပါဗျ။ ဒါပေမဲ့လည်းမွန်ပြည်နယ်အတွင်း73စီပြက်လက်မှုပြဿနာဟာနှစ်ပတ်လောက်ကြာလာတဲ့အထိမဖြစ်ရှင်းနိုင်သေးပဲ73စီဆိုင်အများစုမှာလည်းစီပြက်လက်နေဆဲဖြစ်တယ်လို့စုံစမ်းသိရပါတယ်။မွန်ပြည်နယ်အတွင်း73စီဖြန့်ဖြူရောင်းချတာကိုရခင်ကရန်ကုန်တေလဝါစိတ်ကမ်းမှာရှိတဲ့73စီကန်ကနေတဆင့်လာရောက်ဖြန့်ဖြူတာကနေလက်ရှိမှာတော့မုထုံမြို့နယ်ကတုံးဘော်ရွာမှာရှိတဲ့ပူမအင်တာနက်ရှင်နယ်ဖော့တာမီနယ်စိတ်ကမ်းကနေတဆင့်73စီဖြန့်ဖြူနေတာပါ။ မွန်ပြည်နယ်အတွင်း73စီဖြန့်ဖြူတာကိုမြန်မာ energy king company နဲ့ရာဇာမင်း industry company တို့ကလုတ်ကိုင်းနေပြီးပူမ international port terminal စိတ်ကမ်းမှာ73စီပတ်မလောက်တာကြောင့်73စီဖြန့်ဖြူရမှာအဆင်မပြေဖြစ်နေတယ်လို့73စီအယောင်ဆိုင်နေစီကသိရပါတယ်ရှင်။အခုလိုတင်းနေတဲ့တင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်ရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။